ဖြူစိမ့်ဝင်ပြီးចောင်းသားចောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီချိန်ကចောင်းပိတ်တဲ့ယာသည်ပြီးတော့ဒီဘဲရင်မှာပညာတင်ကြနေရပြောအောင်ပါလေဒီဘဲရင်ကဒါဆောင်ဝန်ပြန်ဖြေရတဲ့ great day ចောင်းသူចောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးအဲဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တသက်လုံးချံဖန်တီးထားရဲဆိုရဲအကြောင်းကိုကျွန်မအနေနဲ့ကနအိုးပြောချင်ပါတယ်ကိုစောဝိုင်းဘာပြောမလဲအဲဒါကတော့သူတို့ကပေါ့နော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်က ဟိုဘောနော်လုံရက်တွေအပေါ်မှာသူတို့ကြာရှုံးနေတာကိုအဲတစ်ဖက်ကလူတွေပေါ့နော်ဟိုကြာရှုံးမှုဖြစ်အောင်တစ်ဖက်ကလူတွေကဒီလူစာသင်ကျောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကိုဖြစ်အောင်လို့လုံကြံဖန်တီးပြီးတော့မှအောက်တန်းဆန်စွာပြောဆိုနေတာပဲဖြစ်တယ်ညီမလေးလက်ရှိတက္ကသိုလ်ဝန်ထမ်းစာမမဲ့ပြန်ပြည်ရမယ့်အထဲမှာလည်းဒီဘဲမျိုးမပါဘူးအဲ့ဒီဒီဘဲမျိုးကအဲ့ဒီကျောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွားတွေကဘုံကြီးထုတ်တယ်အဲ့ဒီမျိုးပေါ်မှာရှိတဲ့လုံယုံတက်ဖို့လို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့ဒီနေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရရင် ။ဒါအကြောင်းသားမှမရှိဘူး။အကြောင်းသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာ။အဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝင်ချောရမှာ။ကျဲမယ်ဗျာ။အကြမ်းမသမားရှိလို့ရှိတဲ့နေရာကိုကျဲတာ။ဒါတိုင်းပြည်ကာကွယ်တာပဲနိုင်ငံတော်အတွက်လုံတင်လုံထက်တာလုပ်တာဆက်လုပ်မှာပဲ။စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများကိုလိညာပေးနေသည့်စစ်တပ်ပေါ်ပြည်များကိုအရေးယူမည်ဟု NUG ထုတ်ပြန်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီးစစ်ကောင်ဆောင်များအမိန့်ပေးစေခိုင်းသူအရာရှိများလက်တွေ့လုက္ကင်ဆောင်ရွက်သူလေရင်မှမှုများ တပ်ဖွဲ့ဝင်များပံ့ပိုးကူညီအိုက်ဘာအားမြောက်ပြုသူများနှင့်တရင်မန်ကို ဖုံးကွယ်လိမ်ညာနေသည့်စစ်တပ်လော်ဘီများအားလုံးကိုဥပဒေနှင့်အညီအဖြစ်ပေးအရေးယူနိုင်ရန်ဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကယနေ့မေ6ရက်တွင်ထုတ်ပြန်ထားသည် ပြီးခဲ့သည့်မေ12ရက်ကစကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်ကြေးရွာရှိစာတင်ကျောင်းကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူ22ဦးနှင့်ဆရာမ2ဦးသေဆုံးခဲ့ပြီးတရကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက်မြစွာဝန်းလဲရကြောင်း UNG ကဆိုသည့်ထုတ်ပြန်မေ13ရက်တွင်လည်းရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ထွန်ရဝေကြီးရွာဟောင်း ကိုလေကြောင်းမှဘုံကျဲခဲ့ရာကလေးငယ်များပါဝင်ပြည်သူ၁၀နှစ်ဦးတည်ဆုံးပြီး၂၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင်မေ၁၂ရက်နေ့၁၃ရက်များတွင်မြင်းမူမန်တုံမိုင်းငော့နောင်ချိုးမိုးကုတ်ဝက်လက်ရွှေဘိုးရွှေကျင်မြို့နယ်တို့တွင်လေကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူများတည်ဆုံးခဲ့ရသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည် NUG ကပြုစုထားသည့်အချက်လက်များအရ2023ခုနှစ်ဇန်နဝါရီ1ရက်မှ2025ခုနှစ်မေလ12ရက်ကအထိရန်ကုန်နှင့်နေပြည်တော်မှလွယ်၍ပြည်နယ်နှင့်တိုင်း13ခုတွင်လေကြောင်းတိုက်ခိုက်မှု1669ခုပြုလုပ်ခဲ့ခြင်းကြောင့်ပြည်သူ3043ဦးသေဆုံးခဲ့ရကသေဆုံးသူများ၌အသက်18နှစ်အောက်ကလေး442ဦးပါဝင်ခဲ့ပြီးစာတင်ကြောင်း240ဆေးရုံဆေးကန်း96ခုနှင့် ဘာသာရေးအဆောက်အအုံ435ခုဖြစ်စည်းခဲ့ရသည်။ယင်းအပြင်စစ်ကောင်စီသည်အပြစ်ရဲဆဲရေးကြီးညာချက်များကိုဟန်ပြထုတ်ထားတော်လဲလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးတိုက်ခိုက်မှုများဖြင့်လူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများကိုနေ့စဉ်ကျူးလွန်နေကြောင်းထိုကဲ့သို့ကျူးလွန်မှုများပြုလုပ်တော်လဲ ARTV မြဝတီတို့မှတဆင့်ငင်းဆန်ကသတင်းမများထုတ်လွှင့်သည့်အပြင်စစ်တပ် lobby များကိုလည်းငွေပေးပြီးသတင်းတူများပုံဖြတ်ထားသောအချက်လက်များဖြန့်ချီပြီးဖုံးကွယ်ရန်ကြိုးစားနေသည်ဟု NUG ကထောက်ပြထားသည်။ထို့သောစစ်ကောင်စီကျူးလွန်ခဲ့သည့်ဖြစ်စဉ်များကိုမှန်ကန်သောအချက်လက်များဖြင့်ပြည်သူလူထုထံပေးပို့ပေးနေသည့်အမိခိုကင်းသတင်းမီဒီယာများသတင်းသမားများအားလုံးကိုလည်းပြည်သူလူထုကိုစား အန်ယူဂျီကကျေးဇူးတင်စကားဆိုထားသည့်ဆက်လက်ပြီးစစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများတွင်ပါဝင်သူအလုံးနှင့်စစ်လော်ဘီများကိုနိုင်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများတွင်သာမကပြည်တွင်းဥပဒေများနှင့်ပါအဖြစ်ပေးအရေးယူပြီးတရားမျှတမှုဖော်ဆောင်နိုင်ရေးကြိုးစားသွားမည်ဟုလည်း အန်ယူဂျီထုတ်ပြန်ချက်၌ရေးသားထားသည့်အထက်ပါစစ်ရာဇဝမှုများကိုကျူးလွန်ပြီးလိင်ညာဝါဒဖြန့်နေသည့်စစ်ကောင်စီကိုရက်တန့်စေရေးအတွက် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအတူများတိုင်းနေဖြင့်လက်တွေ့ကြသည့်ဖိအားပေးအရေးယူမှုများပြုလုပ်ရန်ကိုလည်းအန်ယူဂျီကတိုက်တွန်းထားသည်